လင်ပန်းနဲ့ထုခံရတာကြောင့်ခွေလွန်သွားရတဲ့လူရှင်တော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် မြန်မာ Sally Insider Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရရှင်။ Lucianori ဆိုတာပရိသတ်တွေကိုဘဝအမော်တွေဖြေဖို့တင်ဆက်နေကြရတာဖြစ်ပါတယ်။ဇသပင်ပွဲတွေနဲ့အငိမ်ပွဲတွေမှာဆိုရင်တော့ Lucianori ကပဲပွဲတစ်ခုလုံးထည့်ပေးနေတာဖြစ်ပါတယ်။ Lucianori ကပြန်လုံထုတ်တဲ့အချိန်မှာသူတို့ကိုသူတို့အသားနာအောင်လှုပ်ပြတတ်ကြတာကိုလူတွေကအရှိစရာအဖြစ်သတ်မှတ်ကြပါတယ်။ဒါကြောင့်မို့ပြန်လုံတွေထုံရင်းနဲ့လင်မန်းကြီးနဲ့ခေါင်းကိုရိုက်ပြတဲ့အကွက်တွေလည်းရှိပါတယ်။ ကွမ်းကနေရိုက်ခံလိုက်ရတဲ့အချိန်ဆိုရင်တော့လူရီရလည်းရှိကြပါတယ်လူရှင်တော်ရီတိုင်းမှာဆိုရင်လည်းကြီးရနေပြီးတော့ငယ်ရအောင်တကွမ်းကွမ်းမြီအောင်ထူတဲ့အထိရိုက်ကြတဲ့အထိကိုရှိရပါဒီလိုထူကြရင်ရိုက်ကြရင်နဲ့ခေါင်းထိပ်ပြီးတော့ကွယ်လွန်သွားတဲ့အမှုပညာရှင်လည်းရှိလာပါတယ်လေမန်နဲ့ထူခဲ့ရလို့ကွယ်လွန်သွားရတဲ့လူရှင်တော်ကတော့မင်းတန်းလို့သိရပါတယ်မင်းသက်တန်ယုံစင်ကလူရှင်တော်အလုံးကြောင့်ပဲသူ့အသက်ကိုပေးလိုက်ရတယ်လို့သိရပါတယ် အခုနောက်ပိုင်းမှာလူရှင်တော်အငယ်လေးတွေကလင်မန်းနဲ့အရန်ကိုထူကြပါတယ်။လူရှင်တော်အငယ်လေးတွေအတွက်တော့ရည်စရာလုပ်ဖို့လင်မန်းနဲ့ထူမှရည်ရမယ်လို့ထင်ထားတာအကြောင်းပါ။ဒါကြောင့်မို့လင်မန်းတွေနဲ့ထူရိုက်ပြီးတော့ရည်ရအောင် လုပ်ကြတာပါ။အဲဒီလိုမျိုးလုံရတဲ့အတွက်လူရှင်တော်မင်းသန်းဆိုသူကအသက်ပါပါသွားခဲ့ရပါတယ်။လူရှင်တော်မင်းသန်းဆိုသူကဗိသိက်စရာလေးလုပ်တယ်လို့သချင်းလေးဆိုရင်နဲ့လူရှင်တော်လေးလုပ်တာဖြစ်ပါတယ်။ လူရှင်တော်လုံနေရင်းတဲ့အကောင်းကိုလင်ပန်းနဲ့ထိသွားလို့ခွင်လွန်သွားတယ်လို့သိရပါတယ်။တပတ်ကလူရှင်တော်အငယ်လေးတွေက ပရိသတ်ပို့ပြီးတော့ရည်စေဖို့အားနဲ့ထဲရိုက်တယ်လို့သိရတယ်။အားနဲ့ရိုက်လိုက်တဲ့အတွက်ခေါင်းကိုထိသွားပြီးတော့အထဲမှာသွေးယိုစင်းမှုစဖြစ်လာခဲ့တာပါ။ဒါကြောင့်မို့လဲကွယ်လွန်တဲ့အထိကိုဖျက်သွားခဲ့ရတာပါ။ဆေးရုံမှာလည်းတက်နေခဲ့ရပြီးတော့နောက်ဆုံးမှာတော့မကယ်နိုင်ဘူးလို့သိရပါတယ်။လူရှင်တော်မင်းသက်မှာသမီးလေးတွေလည်းရှိပြီးတော့အိမ်အောင်နဲ့ကြိုးစားနေတာပါ သမီးတွေကလည်းဇက်အဖွဲ့ထဲမှာသင်းဆိုတဲ့အလုပ်ကိုလုပ်ပါတယ် ။သမီးတွေအဆိုတော်အနေနဲ့ယက်တီနိုင်အောင်လူရှင်တော်မင်းတန်းကစ조사ပေးနေတာပါ။조사ပေးနေတဲ့အချိန်မှာပဲကွယ်လွန်သွားတာလို့သိရပါတယ်။လူရှင်တော်မင်းတန်းက နှစ်ဖူးကလည်းပြောင်းလာမှုအကြိမ်ပေါင်းများစွာရိုင်ရင်နဲ့နှစ်ဖူးမှာအလုံးခဲတွေလည်းဖြစ်ပြီးတော့အတွင်းကြီးတွေဖြစ်လာခဲ့ရပါအခုလိုဖြစ်လာတဲ့အပေါ်မှာလူရှင်တော်ဦးငွေတူကသတိပေးစကားဆိုလာပါတယ်လူရှင်တော်တွေမှာရိုင်လုံးမပါမဖြစ်ဆိုပေမဲ့ရိုင်နီးတွေရလိုအပ်သေးရလို့ဆိုပါတယ်လေမန်နဲ့ရိုက်တဲ့နေရာမှာအတန်ထွက်ဖို့ကဖိရိုက်တာမဟုတ်ပဲရိုင်နီးတာလိုတာဖြစ်ပါတယ် အတန်ထွက်ဖို့ဆိုတာဖက်ကနေထွက်ဖို့ထက်ဗျန်းကနေဖြစ်အောင်ရိုက်တက်ဖို့လိုအပ်တယ်လို့သတိပေးလာခဲ့တာပါအခုနောက်ပိုင်းမှာလူရှင်တော်ငယ်လေးတွေကရိုက်နှီးမသေးကြလို့ဒါဖြစ်သွားရတာလို့ပြောဆိုနေကြတာဖြစ်ပါတယ်ရှင်တော်ကဆိုရင်တော့ လူရှင်တော်တွေကလင်မန်းနဲ့မရိုက်ပါဘူးစကူတွေနဲ့ခောက်ပြီးတော့ပလတ်စတစ်လေးတွေစီးထားတာပါအဲဒီစကူကောက်လေးနဲ့သာလိုက်ရိုက်တာဖြစ်ပါတယ်အသက်မြောင်လူရှင်တော်တယောက်ကလားနဲ့ချီကို ကျင့်ရတာလို့ဆိုပါတယ်နောက်ပိုင်းမှာစကူနဲ့မသုံးတော့ဘဲနဲ့လင်မန်းကိုအသုံးပြုလာခဲ့ပါတယ်လင်မန်းကိုအသုံးပြုလာတဲ့အချိန်မှာလဲခေါင်းကိုနာအောင်မဟုတ်ပဲအသံသာမြောင်လောက်ရတာပါဒီနေ့ကိုလူရှင်တော်အငယ်လေးတွေကမသိတာမို့မဖြစ်တဲ့နာတွေဖြစ်သွားကြရတာဖြစ်ပါတယ် လူရှင်တော်မင်းသားဆိုတဲ့သူကလည်းသူ့ကိုယ်သူအခုလိုနည်းနဲ့ကွယ်လွန်သွားလိမ့်မယ်လို့မထင်ထားပါဘူး။သူအနေနဲ့လူတွေကိုပျော်ရွှင်စေတဲ့ရည်ရွယ်ချက်နဲ့သာအနာခံပြီးတော့လုပ်ခဲ့တာပါ။ဒါပေမဲ့လည်းအခက်မတင်ဖြစ်ပြီးတော့ခုလိုမျိုးကွယ်လွန်သွားတဲ့အတွက်မိဘတွေအတွက်လည်းကြီးမားတဲ့အဆုံးရှုံးမှုကြီးဖြစ်ရပါတယ်။တာသမီနဲ့ဇနီးမှလည်းဖြေမစင်နိုင်အောင်ဖြစ်နေရတာပါ။လူတွေကိုပျော်ရွှင်ဖို့လုပ်ရင်းနဲ့ကွယ်လွန်သွားရတဲ့လူရှင်တော်လေးရဲ့ပေါ်ပရိသတ်တို့ရဲ့အမြင်လေးရေးခဲ့ပေးပါအောင်။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။